အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့တော့ကျွန်တော်တို့အသင်းတွေတော်တော်များပြောလာ Arsenal အသင်းလည်းပြောတယ် Chelsea အသင်းလည်းပြောလာခဲ့ပြီဒီနေ့မှတော့ကျွန်တော်ပထမအဆုံးဒီနေ့က Liverpool ကြောင်းပြောမှာဖြစ်ပါတယ် ABC ပြီးရင်တော့ကျွန်တော် whole out ထိသွားပြီး Liverpool ပြီးရင်တော့ Manchester City Manchester United ပြီးတော့ Tottenham Hotspur ပေါ့နော်အဲ့လိုပုံစံမျိုးလာမှာဖြစ်တယ်အဲ့တော့လက်ရှိမှာတော့တီးတဲ့အတိုင်းပဲကျွန်တော်တို့ဒါ Arsenal ကြောင်းပြီးသွားပြီး Chelsea ကြောင်းပြီးသွားပြီးဒါကျွန်တော်တို့ လီဗာပူးကြောင့်ပြောမယ်အဲ့တော့ဒီနေ့မှာဒါပထမဆုံးအနေနဲ့အားလုံးကိုကျေးဇူးတင်ညီပါတယ်ဒီကြာကျွန်တော်ဒီနှစ်ပိုင်းမှာဒါကျွန်တော်လီဗာပူးပရိသတ်တွေကျွန်တော်ရဲ့ဗီဒီယိုတွေကိုတော်တော်များများကြည့်ပြီးတော့အများကြီးကျေးဇူးတင်ပါတယ်ဒါခုနကဘယ်လိုဘယ်လိုပဲဖြစ်ကျွန်တော်ရဲ့ channel ကိုလာပြီးဒါကျွန်တော်ဗီဒီယိုကိုတကူဒါအရင်ကလာ Facebook လို့ Facebook ပို့ရင်လည်းမြင်ရတာပုံစံမျိုးပဲနဲ့ YouTube ဆိုတာဒါ YouTube application ကြီးကိုတွေ့တက်တက်ကြီးဖွင့်ပြီးတော့ကြည့်ရတဲ့ကြောင့်မို့ဒါကျွန်တော်တို့ကြည့်ပြီးရန်ဂျီကိုအများကြီးကျေးဇူးတင်ပါတယ်ဒီနှစ်ပိုင်းမှာဒါကျွန်တော်တို့လီဗာပူးရဲ့ဒါကျွန်တော်တို့ တော့လည်းဘောလုံးတင်းကသူတင်းအစီအပြီနဲ့ချိန်ကျွန်တော် channel ကိုဒါအဲ့အစီအပြီနဲ့ပြည်သက်တွေကကြည်တာများဒါပေမဲ့လက်ဘောပြည်သက်တွေကတို့တင်း90ဖြစ်စီရှုံးသည်ဖြစ်စီကျွန်တော်ရဲ့ channel မှာအမြဲတမ်းလာလာကြည်ပြီးတော့အများကြီးအများကြီးကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အဲ့တော့ ဒီလက်ရှိမှာဒီလိုကြည့်ပေးတဲ့ liberal ပြည်သူတွေနဲ့ကျွန်တော်ရဲ့ campaign မှာလည်းအများကြီးအများကြီးကူညီရဟောပါတယ်အဲ့တော့ campaign ကြောင့်လည်းကျွန်တော်နည်းနည်းလေးပြောချင်ပါတယ်လက်ရှိမှာဒါပုံမှန်လေးလေးမဟုတ်တော့ကျွန်တော်ဒါ high share လည်းမရှိဆိုတာကျွန်တော်ရတဲ့ပတ်စံအဲ့တော့ဒီရပိုင်းတွေမှာကျွန်တော်ပတ်စံနေတားရပါတယ်ဒါအများကြီးအများကြီးလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဘာမှမဟုတ်တဲ့ဒါကျွန်တော် video သေးသေးလေးတွေအရဆာကျွန်တော်တို့ video viewer ကထောင်နဲ့ချီရှိပါတယ်အဲ့တော့လက်ရှိအချိန်မှာဒါကျွန်တော် March 17ရက်နေ့ကနေပြီးတော့ဒီလက်ရှိ19ရက်နေ့အထိဆိုရင်တော့ကျွန်တော်ဒါတော်တော်လေးကိုများပါတယ်လက်ရှိမှာဒါကျွန်တော်တို့ပတ်စံအရတွတ်မယ်ဆိုရင်တော့ကျွန်တော် check ကြည့်လိုက်မယ်17ရက်နေ့က နေပြီးတော့ကျွန်တော်တွက်မယ်ဆို14ရက်နေ့ကကျွန်တော်အားလုံးပေါင်းအဲဒေါ်လာ20ရာစရပြီးကျွန်တော်ဂျားထဲမှာမှတ်မှတ်ရ14ရက်နေ့ဆိုဒေါ်လာ90လောက်ထိရခဲ့တဲ့ movement တွေရှိတယ်ဘောနော်အဲ့တော့ ပြောချင်တာလက်ရှိမှာလာကြောင့် total အဖြစ်ဒီနေ့16ရက်သူက16ရက်နေ့ဒိတ်တိပဲပေးသေးတယ်ဆိုတော့16ရက်နေ့တော့မ25ကျရဆိုတော့အခုလက်ရှိမှာကျွန်တော်ဒါ17ရက်အတွင်းကဒေါ်လာ200ကျော်မြန်မာငွေ10သိန်းလောက်ရအဲ့တော့တစ်ရက်ကိုကျွန်တော်မြန်မာငွေ3သိန်းနဲ့3သိန်းခွဲကျကျွန်တော်ရနေတာဖြစ်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကြည့်ပြီးလို့အကုန်လုံးဝိုင်းကူကြည့်ပြီးလို့ဖြစ်ပြီးဖြစ်တယ်တို့ကြောင့်ကျေးဇူးတင်အားကြီးတင်ပါအဲ့တော့ level breaker တွေကိုလည်းအများကြီးကျေးဇူးတင်ပါဒီရဒီကြားရတမောင်းဒီရပိုင်းတွေမှာဒီလိုမျိုးကြည့်ပြီးတော့အများကြီးအများကြီးကျေးဇူးတင်ပါပြောချင်ပါတယ်အဲ့တော့ဒါမှငယ်ငယ်လေးအဖော်လေးရွှေတာတွေလည်းများပြီးဆိုတော့ဒါကျွန်တော်တို့ liverpool ကြောင့်ပြော ဒီအပိုင်းတို့မှာကျွန်တော်လဘဘူးနဲ့ပတ်သက်ရင်ကျွန်တော်အမြဲတမ်းကျွန်တော်တနေ့ကိုဗီဒီယိုတစ်ပုတ်ဒါမှမဟုတ်ကျွန်တော်နှစ်ရက်ကိုအနေနဲ့ဗီဒီယိုတစ်ပုတ်သို့မဟုတ်နှစ်ပုတ်ကတင်ဖြစ်ပါတယ်ဘောနော်အဲ့တော့လဘဘူးတင်ကပြောဖြစ်တယ်အဲ့တော့လဘဘူးတင်ကတော့ဒါကကျွန်တော်ဒီ title ပဲကျွန်တော်ပြန်သုံးချင်ပါတယ်ဂျာပရိသတ်တယောက်အနေနဲ့အင်မတန်မှတော်တော်ကြီးကိုအသေးရဖို့အကောင်ဆုံးအသင်းတသင်းလို့ပြောချင်တယ်ဒါကကျွန်တော်ပြောပေးတာဟို ်ဒီနှစ်မှာတော့ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရှိတယ်ဒါလီဗာပူးတင်ကိုကျွန်တော်လက်ဖို့မလဲကျွန်တော်လက်ဒါဆက်ဆရာလက်မဟုတ်ကိုကိုမားတာကိုဆက်ဆရာမဟုတ်လီဗာပူးတင်အာရီစလော့ကိုဒါဒီနှစ်မှာကျွန်တော် top 4ဝင်မယ်ဒါကျွန်တော်ပြည်တွင်းပလတ်တစ်ခုခုလောက်ရမယ်လို့ကျွန်တော်မှန်းခဲ့တယ် Champion League ဆိုလဲဒါကျွန်တော်အဲ့လောက်ကျွန်တော်ဒါဟို level ရမရောက် level ရမရောက်အခုလက်ရှိဒီထက်ပိုရောက်မှာကျွန်တော်မှန်တယ်မှာ Champion League ကိုကျွန်တော်ဒီထက်ပိုရောက်မှာလို့ကျွန်တော်မှန်တယ်ဒါဘုပ္ပွင့်လင်းပြော Champion League ကိုဒီနှစ်ဒါ Liverpool တင်နေတာကျွန်တော် quarter semi လောက်ရောက်မယ်လို့ကျွန်တော်မှန်တယ်ဒါဘုပ္ပွင့်လင်းပြောဒါပေမဲ့ Liverpool တင်နေတာကျွန်တော် Premier League မှာ Champion ဖြစ်မယ်လို့ဒါကျွန်တော်အဲ့လိုမျိုးကျွန်တော်တိတ်တော့မမှန်ဘူး ီးမီးယားလီဂါကဘာလို့ခုနကဘာလို့ရေရှည်ရ consistency ရဘာလို့အပွင့်လင်းဆုံးပြောမှာအာနီစလော့ကိုတောက်လုတာလည်းမဟုတ်ဘူးဘဒူးကမှတော့တောက်လုတာမဟုတ်ဘူးအဓိကကျွန်တော်လစ်ဗာပူးရဲ့လက်ရှိ squad ကိုကျွန်တော်တောက်လုတာလစ်ဗာပူးမှာလက်ရှိမှာအသစ်မှာအရန်လုံးဝမရှိဘူးတာကြီးကိုကျွန်တော်အကုန်လုံးသိပြီးသားပရိသတ်တွေလည်းသိပြီးသားကျွန်တော်လည်းသိပြီးသားပိုင်ရှင်လည်းသိတယ်အကုန်လုံးသိပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့38ပွဲလောက်ကစားရမယ်ဒါပရီးမီးယားလိဂ်ဆိုင်ကျွန်တော်လစ်ဗာပူးကိုဒီနှစ်မှာဟောချန်ပီယံလိဂ်တောင်မှဒီထက်ပိုပြီးရောက်မယ်လို့ကျွန်တော်အများကြီးမှန်းထားတယ်ဒီမှာပါတယ် ဒါပေမဲ့ဒီနေ့မှာကျွန်တော်အာနီစတော့ကကျွန်တော်မှားချောင်းကိုအကြီးကြီးပြသွားကျွန်တော်ဒီနေ့မှာလီဗာပူးကိုကျွန်တော် top 4လောက်ပဲဝင်မလို့ကျွန်တော်မှန်းထားတယ်ဒါပေမဲ့အာနီစတော့အနေနဲ့ okay ငါတို့ဒီလိုလုပ်ပြနိုင်တယ်ကွာဆိုပြီးကျွန်တော်လုပ်ပြတယ်အဲ့တော့ခေါင်းထဲမှာဒီအတွေးကဒါကျွန်တော်ဂျာဂျန်ကလော့ကလက်ထက်ကအတွေးကကျွန်တော်စီမံထပ်ပြီးဝင်လာခဲ့တာရှိတယ် အကယ်၍လီဗာပူးအသင်းသားဒီထက်ငွေနည်းနည်းလေးပူသုံးခဲ့မယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဝင်လာခဲ့ပြန်တယ်လူတော်များဒီနေရာမှာကျွန်တော်မှားတဲ့တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဟာဒီဘက်ကငွေပဲသုံးခိုင်းနေတာနုနုနုကျွန်တော်ငွေအများကြီးသုံးခိုင်းတာမဟုတ်လက်ရှိမှာတကစားသမားတရားကိုတန်တရားကိုတန်တရား50ကျွန်တော်ပြီးပြီးသုံးခိုင်းနေတာမဟုတ်ဘူးလက်ရှိမှာလီဗာပူးအသင်းမှာအရန်ကစားသမားကောင်းကောင်းအရန်လူတဲ့နေရာတွေရှိတယ်ဥပမာကြာကျွန်တော်ကွင်းလယ်ပိုင်းမှာကွင်းလယ်ပိုင်းမှာခုချိန်တည်းလီဗာပူးအသင်းနဲ့ကျွန်တော်မှတ်မှတ်ရအန်တိုကိုထည့်မလို့နဲ့အန်တိုကတကယ်တမ်းကတော့အရန်ပုံစံမျိုးဝယ်ထားတာပဲရှိတယ်ဒါကတော့တကယ်တမ်းဂရမ်ဘတ်ကဒီနေရာမှာကစားနေတာကောင်း ောင်းလို့ဒါမသိတာရရှိလေဗာပူးကအခုချိန်နေနံပါတ်6ဘူးအခုချိန်နေမရှိသေးဘူးဖာဘီညိုအသင်းကထွက်သွားခဲ့ကဒီလိုမျိုးဒါကျွန်တော် DM စစ်စစ်ဘူးအခုချိန်နေလေဗာပူးမှာမရှိသေးဘူးအာနီစလော့လည်းလက်ရှိမှာရှီရင်ဆိုကစားသမားနေပဲလှုပ်ဆောင်နေရတယ်ဒါကဘောလုံးဂရမ်ဘက်ကိုစစ်စစ် hybrid ဘူးပုံစံမျိုးလုပ်ရတယ်ဒါကျွန်တော်လည်းသိတာမဟုတ်သူများရေးထားလို့ဖတ်လို့ပြောပြတာပဲရှိတာတိုက်တကယ်ကအရင်သိနေမှာဆိုမသိဘူးသူများရေးထားတာဖတ်ပြတာပဲရှိတာအဲ့တော့ဟို hybrid စစ်စစ်ဘူးပုံစံမျိုးစော်တယ်ဒါကဘောလုံးပဲဒါကျွန်တော်တို့တစ်ဖက်က မက်ဂလစ်စာတွေ့ဆိုအဲ့တော့တင်ရလုံးကဒါကျွန်တော်တို့ခန်စစ် open mind နဲ့ခန်စစ် mind ရှိတယ် defensive mind ရှိရတဲ့ကြောင့်မို့ခန်စစ်ဘက်မှာစင်ကူလေးရပြီးတော့ခန်စစ်မူးနေရမှာဒါကျွန်တော် Virgil van Dijk လို့ကစားသမားမျိုးရှိတယ်ဒီနှစ်မှာ Liverpool နောက်တစ်ချက်ကန်ကောင်းခဲ့တာကူနာတီအရန်တန်ရမရခဲ့ဘူးတန်ရနေဒီကူနာဘူးကူနာတီနဲ့မမေရချားတဲ့မှာဒန်ရရဒါနှစ်ပတ်လောက်နားခဲ့တာတပွဲကလွင်အဲ့လိုဆိုမှရှိပြီးတော့ Jogo Mas နားတယ်ပြီးတော့ကူနာတီပြန်လာတယ်ကွတ်တီလောက်သွားကြတဲ့အချိန်ပေါ့အဲ့တော့ပြောချင်တာ Liverpool သင်းနေတာခန်စစ်ကောင်းသွားတာ DM အရန်လူမှမသိတာခဲ့တယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးကျွန်တော်အမြဲတမ်းတွေးတဲ့အချက်က Liverpool သား ဒီထက်နည်းနည်းလေးပို့ပြီးတော့ ambition ရှိခဲ့မယ်ဆိုရင် ambition ရှိတယ်ဆိုတဲ့စကားတချို့ပြိတ္တတွေကြိုက်မှာမဟုတ်ပြောချင်တာဒီထက်ပို့ပြီးအောင်မြင်ခြင်းစိတ်ရှိရဆိုရင်ဒီနေရာမှာပြိတ္တကိုလည်းပြောတာမဟုတ်ဘူး passion ကိုလည်းပို့ passion sorry အတ္တိကိုလည်းပြောတာမဟုတ်ဘူးဒါကြောင့်ဒီပြကိုလည်းပြောတာမဟုတ်ဘူးကစားသမားကိုလည်းပြောတာမဟုတ်ဘူး passion ကိုပြောတာဖြစ်တယ်လီဗာပူးရဲ့လက်ရှိ passion တွေက FG နေနဲ့ဒီနေရာမှာရောင်ရဲတင့်တိန်လုံးနေလို့မြင်တယ်တနေ့မှာတို့နေနဲ့ဒါ premier league ဖလားတစ်လုံးရရမရဘူးဆိုခုနကပြော top 4ဝင်ဝင်ဒါကျွန်တော်ကျန်တဲ့ပြောချင်တာလီဗာပူးသင်းရဲ့ဒါကျွန်တော်တို့ FG ရဲ့တွန်းရဲ့လမ်းရှင်ကအရင်အရင် simple ဖြစ်တယ်အရင်ယူရှင်တယ်ရောင်ရဲတင်းတိမ်နဲ့တို့နဲ့တနစ်မှာဖလားတစ်လုံးရရပြီဒီဖလားက major trophy ဖြစ်ရင်ပိုကောင်းတယ်အဲ့လိုပုံစံမျိုးသွားဖြစ်တယ်အဲ့တော့ liverpool သိနေတာခုနကပြောဆိုတော်ုံတန်ဆိုဖလားတစ်လုံးကန်ကောင်းရဲ့နှလုံးထပ်ပို့ပြီးတော်ုံတန်ဟိုဒါကျွန်တော် jersey club လက်ခံမှာအခုလက်ရှိ arsenal လက်ထက်မှာလည်း premier league ဖလားတစ်လုံးကလည်းဘာဖလားမှရမှာရမယ့်အနေထားမရှိတော့အဲ့တော့ပြဿနာတွေကဒါပဲအဲ့တော့ liverpool သိကိုကျွန်တော်ခင်ဗျားတို့ရောမသိကျွန်တော်တို့ဘေးပရိသတ်တယောက်နေချင်းတော့ရောင်ရဲတင်းတိမ်လွန်းတက်တယ်လူမြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပဲ champion league ရနေတော့ premier league မရော premier league ရနေမှာ champion league မရအောင်အဲ့တော့ စကွတ်ဆိုက်ကဒါပဲလေခုနကပြောလို့ပဲဒါကျွန်တော်တို့အာနီစလော့ကိုတော့ပြောလို့မရဘူးခုနကပြောလက်ရှိမှာဒါဟိုနေ့တုန်းကအမ်ကို တော်မရီတို့တင်ထားရဲဆိုတော့အာနီဆော့နဲ့ victimism ဖြစ်သွားရဲဆိုတော့သူရေးထားတယ်ကောင်းတယ်တော်ဖက်ကြီးဒါကတော့အဲ့လိုမျိုးကြီးအဲ့တော့ဒီထဲမှာကျွန်တော် FG လည်းအများကြီးပြောတော့ဒါပေမဲ့ Liverpool ကိုကျွန်တော်ကြည်တယ်ကျွန်တော်အသေးအရဆုံးအချက်ကဒီတိုင်းပဲဘာလို့လဲပေါ့နော်ဘာကြောင့်လဲပေါ့ဘာလို့ဆိုတော့ခုနကပြောသလိုပြင်းနေနေဗျာတည်လာဥမာဆိုကျွန်တော်ဒါအများနဲ့ပန်းဝင်မယ်နံပါတ်1နေရာမှာပန်းဝင်ဖို့ဒါကျွန်တော်တို့သူများရတာနံပါတ်ဒီနှစ်မှာဆို Liverpool အသင်းကနံပါတ်1နေရာမှာပန်းဝင်မယ်ဆိုမထင်ထားဘူးဟုတ်တယ်ဟုတ်ဒါခုနကပြောသလိုဒါပေမဲ့ Liverpool အသင်းတွေနဲ့ကျွန်တော်တို့ဒါပြင်းပြင်းနဲ့အရှိန်ဟုန်တင်းလာတယ်ဒါပေမဲ့ခုနကပြောသလို Liverpool ပြိုင်တဲ့ကောင်ကဩ ငါကတော့ assistant လောက်ရရင်တော့ကိစ္စမရှိဘူးခုန assistant ဆိုတာကျွန်တော်ဒီမြန်မာကို premier league ပြောတော့ assistant လောက်ရကိစ္စမရှိရောင်ရဲတင့်နေတာပေါ့နော်အဲ့တော့ပြောချင်တာကသူ့ရဲ့ဖက်နှက်ရှိတယ်ရေဘူးရှိတယ်သူ့အနေနဲ့ရေဘူးကိုဟိုတလန်းလုံးစာတော့မဖြေသွားဘူးဘာလို့ဆိုတော့ရေရေဘူးစည်းကြီးလို့ရေဘူးစည်းဘာလို့ဆိုတော့သူ့အနေနဲ့ okay ငါဒုတိယဆုရလဲငါဒုတိယဆုရရတဲ့ပတ်စံနဲ့ငါချိန်နဲ့လို့ရတာပဲငါပေါ့ပထမဆုယူမှာလဲ အပြေးသမားတယောက်အနေနဲ့တွေ့ကြခုနကဖနက်ဆိုလေခုနကပြောဆိုโอเคမိုင်း100ပြေးရမယ်လမ်းမှာမိုင်း180နဲ့ဒီဖနက်ကပေါက်မှမယ်သူသိတယ်ဒါပေမဲ့ဒီမိုင်း100ဘူးသူမဝယ်ဘူးဆိုတော့180နဲ့ပေါက်မယ်ကျန်တဲ့20ကိုခြေပလာနဲ့ပြေးမယ်ကွာဟိုရေလည်းဒီတိုင်းပဲရေအတတ်ဘူးခုနကပြောငါခုနကပြောသူပဲ -20 ကိုပြေးမယ်မိုင်း100ဘူး -20 ကိုပြေးမယ်မိုင်း100မိုင်း18မိုင်မှာငါဒီရေတန့်ကုန်သွားမယ်ခုနကပြောနှစ်မိုင်ကိုငါဒီတိုင်းဘဲပတ်ဖူးပြေးမယ်အဲ့တော့ဒီနှစ်မိုင်ကလေဘဘူးရဲ့ gap ပဲဖနက်ပိုင်းရကြည့်မလားရေတန့်ဘူးပိုင်းရကြည့်မလားဒီနှစ်မိုင်ကလေဘဘူးရဲ့ gap ပဲအဲ့နှစ်မိုင်ကိုလေဘဘူးအခုချိန်ထိမထည်သေးဘူး FG တို့အခုချိန်ဒါကျွန်တော်အောင်မြင်လာတဲ့ဒါကျွန်တော်ခက်ခက်ခက်ကလေးကခက်တယ်ဆိုပါတော့ဒီနမိုင် limit အခုချိန်ပြီ။ Okay သူတို့ target ထားတဲ့16မိုင်ကိုတော့အမြဲတမ်းထိတယ်။ဟုတ်တယ်ဟုတ်ခုနကပြောသူတို့ပြီးမဲ့16မိုင်အမြဲတမ်းထိတယ်။ဒါပေမဲ့ဒီကျန်တဲ့နမိုင်အမြဲတမ်းလွတ်သွားတယ်။ပြီးတဲ့ကောင်ကိုတိုင်ကခုနကပြောသူသိတယ်။ဖက်နက်က16မိုင်ပဲရှိတယ်။ရေတန့်16မိုင်ပဲရှိတယ်။အဲ့ဒါကလက်ရှိလွတ်ဘူးဝိပဿနာ။ လီဘဝီရဲ့ပန်ရှင်တွေမတိဘူးမဟုတ်ဘူးတိတာဗောမတိပဲနေမှာကျွန်တော်တို့တော့မဘီပရိသတ်အနေနဲ့တိတယ်သူတို့မတိပဲနေမှာဒါပေမဲ့သူတို့ကရောင်ရဲတယ်โอเคငါတို့ဒီနေ့မှာပရီးမီးယားတိုက်တယ်ကြီးရတယ်ကွာလက်ရှိမှာဒါကတော့သူတို့အနေနဲ့ပြန်ကြည့်မှာငါတို့ကဒါပရီးမီးယားလိတိုက်တယ်ဒါကျွန်တော်တို့ယူနိုက်တက်ထက်တယ်ဒါကျွန်တော်တို့လူကေတိုက်တယ်ပါကျွန်တော်တို့ပြည်ဝင်တိုက်တယ်လည်းပူမေဂျာထရိုဖီလည်းပူများတော့မယ်ပြီးဒီဗီဇန် first division title လေးပူများနေကြတော့သူတို့နေပြန်စတာဟာငါတို့ကလက်ရှိမှာ champion league ကအများဆုံးရှိတယ် champion league ဘာလို့လိုမှာလဲအဲဟုတ်တယ်မဒါခုနက champion league လက်ရှိအနေထားမဝင်ဘူးဒါခုနက champion league လက်ရှိအနေထားကျွန်တော်ဒါမရဘူးအကြီးအကဲစမရှိဘူးနောက်နေ့မှာ try လုပ်ရတယ်နှစ်တိုင်း champion league ဆိုရရှိနေမှာနောက်နေ့မှာဒါ champion league ယူပြီး premier league ယူကြံဘာလို့လာမယ့်နှစ်မှာခုနကပြောသူတို့က premier league စကူတိုင်းအသင်းအနေနဲ့အများဆုံးသင်ဖြစ်တော့ကြောင့်မလက်ရှိ United ကလည်း United အခြေနဲ့ဆိုရင်လာမယ့်နှစ်ရာဒီမှာဒါလာမယ့်နှစ်မှာလည်း လေဘဘူးကိုမိဖို့အတွက်နည်းနည်းလေးလိုသေးတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ okay ဒါ premium item နဲ့21လုံးဖြစ်သွားပြီငါတို့ channel လေးကို focus လုပ်အောင်အပြည့်အစုံလို့ပဲခုနကကျွန်တော်ပြောတဲ့အတိုင်းပဲ तू က16မိုင်ရောပဲ तू ခေါင်းထဲမှာရှိမှာ minus ကို तू ခေါင်းထဲမှာမထွက်တော့ဘူးတော့ဒါပေမဲ့ဒီတာဝေးပြည့်က minus 10က minus 10ပဲဒီနေရာမှာဒါ Manchester City တင်းဆို minus 10တော့သူကအများကြီး ready ဖြစ်တယ်ရေဘူးက minus 10အတွက်ရှိတယ်ကျွန်တော်တို့ဒါပြည့်တဲ့ဖက်နောက် minus Manchester City တို့ Real Madrid တို့တော့ဆို Manchester City တို့ Real Madrid နောက်ပိုင်းမှာပေါ့နော် Real Madrid တို့ဆိုရင်20မိုင်နေမှု22မိုင်25မိုင်လောက်ဒီပြေးဖို့အတွက်သူနဲ့ ဒါဖက်တက်ဒီခေါင်းအောင်ဝယ်ထားရေဘူးဒီခေါင်းအောင်ဝယ်ထားအဲ့လိုပုံစံမျိုးပေါ့အဲ့တော့ပိတ်တဲ့တယောက်အနေနဲ့တွေ့ရတယ်ကျွန်တော်အနေနဲ့ဆိုကျွန်တော်တို့ပိတ်တဲ့တယောက်ဒါကျွန်တော်တို့ဂျားပိတ်တဲ့တယောက်ကျွန်တော်တို့မကြိုက်ဘူးဒါအပေါ်ဆုံးလုံးဝမကြိုက်ဘူးရောင်ရဲလည်းမတင်းတိမ်နိုင်ဘာလို့လဲခုနကပြောလို့ပဲဟိုအရန်ကြီးကွာဝေးနေတဲ့ distance မှာမဟုတ်တာအဲ့တော့မှလူစင်းရဲရှိနေပြီးသားပဲဒီထက်နည်းနည်းလေးပူပြေရုံပဲခုနကပြောလို့ပဲရေလေးနဲ့လီရေလေးနဲ့လီတာတော့ပူပြေရုံပဲဖက်နယ်လေးကခုနကပြောဒေါ်လာ20လောက်နဲ့ဖက်နယ်လေးလည်းပူဝဲဘူးဒေါ်လာ20လောက်ပူကောင်းတဲ့ဖက်နယ်လေးပူဝဲရုံပဲအဲအဲ့ဒါပဲအဲ့တော့ ကျွန်တော်တို့မနိုင်ပြောနားမလဲဗျာခင်ဗျားတို့ကနားလဲနားလဲလိမ့်မယ် FG ပရိသတ်ကို Liverpool ပရိသတ်နဲ့နားလဲနားလဲလိမ့်မယ်ကျွန်တော်တို့နားမလဲဘာကြောင့်လဲခုနကပြောတနစ်ကိုဖလားတလုံးရရင်တော့ပြီလားပြီးတော့ okay ခုနကခင်ဗျားတို့ခင်ဗျားစပါးလို့အသိမျိုးအားပေးအားပေးရဆိုတော့တမျိုးပေါ့ဗျာခုနကခင်ဗျားတို့စပါးလို့အသိမျိုးရတာကျွန်တော်ပိုင်ရှယ်လို့တမျိုးပေါ့ဒါတနစ်မှာပြည်တွင်းဖလားတလိုင်းရတို့ကဒါပေမဲ့တချို့အသိနဲ့တသိနဲ့ limit မတူဘူးသီလားခင်ဗျားအဲ့ဒါပဲ ီလီယနာတထေးကတနေ့ကိုဒေါ်လာတသန်းမြတ်တာသူ့အတွက်ကရှုံးတယ်လို့ယူဆလို့ရတယ်။ဒါမီလီယနာတထေးကသူ့အတွက်ကတသန်းမြတ်တယ်သူ့အတွက်ကဒါမြတ်တယ်လို့ယူဆလို့ရတယ်ဒါမှပါတယ်။အဲ့လိုပုံစံမျိုးပြောကြတယ်။အဲ့တော့လူတိုင်းမှာကိုယ်စတန်ဒတ်ကိုယ်စီလီဗာပူးရဲ့စတန်ဒတ်ကတနေ့ကိုဖလားတလုံးပဲယူမယ်စတန်ဒတ်ကဟုတ်မနေဘူး။ဒါကျွန်တော်ပြောချင်တာဖြည်းဖြည်းရှင်းရှင်းလေး။အဲ့တော့ဒီနှစ်မှာဒါကလည်းပူးသင်းစီကျွန်တော်အများကြီးမျောလင့်တာမမျောလင့်တာတော့ကျွန်တော်ကကျွန်တော်လည်းအဲ့လောက်ကြီးမခံစားရဘူးဆိုကျွန်တော်ပရိတ်ချပိတ်တဲ့တဲ့နဲ့အဲ့လောက်ကြီးလည်းခံစားဖို့အစီအစဉ်မရှိဘူးဒါပေမဲ့ပြန်ကြည့်ရင်တော့နှမျောတယ်ဗျာသီလား လောက်ဒီ moment တန်ဒီ build up လုပ်ပြီးစောင့်ရသည်မှာလေလုတ်ပိုင်ခွင့်ဒီမှာဒီကြားမှာဟုတ်လားစောင့်ရသည်အတွက်မှာ Liverpool အသင်းက Plymouth အားကရောထပ်ကျွန်တော်မေ့ထားလိုက်ပါတော့အဲ့တော့ Liverpool အသင်းနဲ့ Champion League လက်ထက်မှာရှိသေးတယ် Carabao မှာ Champion League လက်ထက်မှာရှိသေးတယ် Premier League ကထားပါ Premier League ရဖို့တယ်အဲ့တော့ဒီနှလုံးလက်ထက်မှာရှိတယ် Liverpool အသင်းနဲ့စောင့်ရသည်မှာဒါလူလေး၂ယောက်သူမို့၃ယောက်လောက်ပြန်ဖြစ်ခဲ့မယ်ဒီနေရာမှာဒါသူတို့အနေနဲ့တာဝန်ယူနေစီကိုရောင်းမယ်ဒါခုနကကောင်းမွန်တဲ့တိုက်စစ်မှုတရားကိုဝုန်းကနေဝယ်နိုင်မယ်ဆိုရင်ဒါပေမဲ့စောင့်ရသည်ဆိုရလဲတော်တော်လေးကိုခက်ခဲပါတယ်အဲ့တော့ ။လာမယ့်လူရည်ဒီမှာလည်းကြည်ကြအောင်မဟုတ်အခုလက်ရှိမှာလည်းဝယ်မယ်လို့ပြောတာပဲရှလော်တာဘက်ဒီပါရေးထွက်နေတယ်ဒါလက်ရှိမှာဝယ်မယ်သာပြောနေရှင်ရင်းစက်ကစားသမားတော်ဆက်လို့တတ်တမ်းမတူးနိုင်ဘူး။အဲ့တော့လီဗာပူးအသင်းတင်းတင်းနဲ့ကြည်ရမယ်ဒီနှစ်မှာထင်ထားတဲ့ပုံပြီးအများကြီးလုပြနိုင်တယ်တကယ်ကိုချီးကျူးပဲတကယ်ကိုကောင်းတယ်လို့မြင်တယ်သူ့ဘီမဲ့တော်ညာလဲရောင်ရဲတင်းတိမ်လုံးတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါပဲ။ တော်တော်ကတော့ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်လို့ဆိုတော့ကွန်ကြည့်လို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV4U ရဲ့ link တွေကိုထည့်ပေးထားကြမြန်မာဆက်ကွန်ကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်ရဲ့ clip ဖို့မမေ့ကြပါနဲ့။မြန်မာ clip အမြန်တမ်းဖြစ်ပါတယ်။အားလုံးကြွတူပါရဲ။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်ပါတွေ့ကြတာပေါ့။တေးပါဗျ။